နေဦးနယ်တိန်ချန်နယ်ကိုအားပေးနှားဆင်နေကြတဲ့သူတွေအားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့မှာဖက်ပြတော်ကိုရွေးချယ်ထားတာကတော့ဆရာကြီးတာရူရဲ့ကွာလိုက်ကွာဆိုတဲ့ဝတ္ထုတွေပဲဖြစ်ပါတယ်။နှားဆင်ရပေးပါဦးနော်။กว่าไรกว่า ရုပ်ရှင်အပြီးနေပြည်တော်ယုံပေါ်မှခက်ကြကြဆင်းလာကြတော့ပြိတ္တများအနေတယောက်တော့အမျိုးသားသည်လေကားဤအဖျားအောက်ပိုင်းစီလမ်းငုံအာယုံဆိုင်ကြည့်နေရာရုတ်တရက်တက်တုပ်ရိုက်ပြေးဆင်းသွားပြီးလေကလေးများဆုံးလူလူနောက်ဆုံးအထစ်ကိုဆင်းဟန်ပြူနေတော့အခြားအမျိုးသားတအုပ်ကိုကြော်ဆင်းပြီးလဲကြည့်ဤအေးငါချင်းတဲ့အတိုင်းပဲဘဲနဲ့ဘတ်တဲ့မင်းဘလို့ဖြစ်လာတာလဲငါအပေါ်ကနေပြီးတူပါတယ်လို့ကြည်နေ ။နောက်မင်းကညာဘက်ကိုတစ်ချက်လဲကြည့်လိုက်တန်းနဲ့ဒီကောင်ဘာတင်ဖြစ်မှာပဲဆိုပြီးပေးစင်းလာတာ။ကိုဘာတင်ကဝမ်းသာအားရပြုံးနေရမှာ။ဒါနဲ့မမောင်ကြီးမင်းတို့ကအဆင်ပြေကြရဲ့လား။ဒါအသာထားပါအောင်မင်းခုဘယ်ကဘယ်ကလာတာလဲကွ။ကိုမမောင်အေးကဒို့မီဒီနဲ့ကိုဘတင်ကကိုမမောင်အေးမေယိုးကိုကြောင်းသားချင်းကဲ့သို့လက်တီဖြင့်ထောက်လိုက်ပြီးမှဟိတ်ကောင်ငါကရန်ကုန်မှာနေတဲ့လူ မင်းကကော့ကရိတ်မှာငါမေးရမယ့်စကားမင်းကမေးနေသလားဆိုမင်းကကော့ကရိတ်မှာပဲလားအေးမင်းတို့ကပြည်လဲရဲ့နော်မင်းစနီးကျော်နဲ့ကောတကြက်ကြက်ပဲလားထုံးစံအတိုင်းပဲဟေးဆိုရင်မလုံလောက်ဘူးလားဘာလဲပူဆိုးနေတယ်လို့ပြောကျင်သလားမင်းကဆိုးတာတော့ကွာတီးမခံနိုင်အောင်ကိုကဲကဲလာကွာတခုခုစားရင်တောင်းရင်ပြောကြရအောင်ဟဲဟဲမင်းတို့လင်မယားအကြောင်းနဲ့အဖြစ်ပြက်ကလေးတွေကအမြဲလိုလိုစမ်းတင်နေတော့ အေးနားမထောင်ရတာလေကြာပြီလေကဲလာကိုမမောင်အေးဆွဲခေါ်ရတော့ကိုဘတင်သည်စိတ်အားထက်သန်စွာပင် လိုက်ပါသွားပြီးရွှေလာမင်းလက်ဖက်ရည်ဆိုင်ရောက်သည်နှင့်ကြောင်ကြကြနေရာတွင်ထိုင်ကြကနေပါအောင်ကွာဘတ်တင်မင်းကိုအားရလားအချင်းရမယ်ဆိုရင်လုံးပြန်ပါပြီကွာနေကလာတဲ့ငနေကရင်ကုန်ကလူကိုအားရလားဘာလားနဲ့ဟုတ်ဘူးလေကွာမင်းကတားနဲ့မရနဲ့ငါကလွတ်လပ်တယ် ကိုဘတင်လေကိုမမောင်အေးအေးလက်မောင်ကိုလမ်းရွေးစုကိုင်းရင်ကဟာဟာဘလို့ဖြစ်တာလဲမင်းကလွတ်လပ်သွားပြီဆိုတော့ဒီလိုกว่าဘတင်ရငါကမင်းထက်ပြက်သားတယ်။အိုးငါမေးမဆိုတာလေမင်းသိတယ်နော်။အေးဆုံးမလို့ရနိုင်မယ့်အခြေအနေမရှိတော့ဘူးဆိုတာသိကြတာနဲ့ငါကွာပြစ်လိုက်တယ်။ကိုဘတင်နီခေါင်းတဆဆဆညိမ့်နေပြီးမှအေးမင်းကတော့ဝွကျွတ်သွားပြီပေါ့ကွာ။ ငါကတော့ခံရတော့မယ်တငယ်ချင်းကိုမမောင်အေးကအားပါတရရီချလိုက်ပြီမဒါကြောင့်ပြောတာပေါ့မင်းကမပြတ်သားပါဘူးလို့အမန်ကငါမိမတဲ့မင်းမိမကပိုဆိုးတယ်။ကြွားချင်းကြွားရင်မင်းကအရင်ကြွားပြစ်ဖို့ကောင်းနေတာ။ခုတော့အေးအဲ့ဒါထားလိုက်တော့နောက်ထပ်စိုးပုံကလေးတွေမင်းမိမအကြောင်းပေါ့ကွာ။ကဲကဲလှုပ်ဆံမအောင်ပြောဆံမအောင်အသက်ဆန်းလေးတွေ။ဟာဟာဟာကိုပါတင့် ခက်ဟိဟိရီးလိုက်ရမှာအေးကွာတခါတခါတော့ရီးစရာအကောင်းတာဘလို့လဲကွာပြောစမ်းပါမြင်မြင်ငါလည်းရီးခြင်းလာပြီပြောမယ်ဟေးပြောမယ်ငါမှာရင်းနီးနီးဆိုလို့မင်းတယောက်တည်းရှိတာတိုင်မင်မောတိုင်မင်မက်ပြီးငါဒုက္ခလည်းမင်းအသိဆုံးတခါတခါငါရင်ဖွင့်ခြင်းနဲ့မင်းကအဝေးရောက်နေတော့အေးခုပြောကွာတဝါကြီးပြောချလိုက်စင်ကဲဟိုမှာလာပြီး မင်းကြိုက်တတ်တဲ့အညာဖွာလူတာတောက်လဲတောက်ပြောလဲပြောပေါ့ကွာကိုဘတင်ဖာလူတာကိုဇွန်းနေမွေနေရမှာအင်းခက်တယ်မမောင်အေးရခုဆိုမိုးဟင်ကတပကံကိုအကျော်နဲ့ငားမဲ့တစ်ချက်ခွင်းတော့အေးအဲ့ဒါမိမရီတိရမဲ့ကိစ္စငါကလိုက်သိနေရတယ်ဒီလိုဒီလိုအင်းကခင်ခင်နုပေါ့မင်းချစ်စနီခင်ခင်နုအဲ့ဒါဘာဖြစ်လဲနားထောင်စမ်းကွာကောင်းကောင်း အေးတနေ့ကပဲကွာငါအကြောင်းလည်းသိတာနဲ့တနေ့ကမနေ့စာထမင်းစားကြမယ်လို့ခုခက်ပြင်ဆင်နေရကမုတ်ဟင်ကလို့လမ်းမကအော်တန်လဲကြားရောပြေးထွက်ခေါ်တော့တာပဲထမင်းမစားခင်မုတ်ဟင်ကထိုင်းတုတ်ရောဆိုပါတော့အစားတောက်ကိစ္စမဟုတ်လားအဲ့ဒါလောက်ဆိုငါမပြောဘူးခုတော့ကွာသူ့ဟာသူစားခြင်းလို့ခေါ်တယ်စင်းဝဲတယ်တုံးချက်ဘူးအဲ့ဒါအပေါ်ရောက်တော့အင်းဩကိုဘာတင့် အိမ်ကဟင်းနဲ့ပါဇက်အဟက်မတည့်ရင်စားရအောင်လို့ဆင်းဝဲတာမောလိုက်တာတည်းလေကွာဟာဟာဟာမင်းနေကွာငွေ၃ချက်လောက်ကမင်းဖို့ဟေးငွေတစ်ချက်လေသူ့နေရာနဲ့တူမြင်တတ်လို့သူတို့ကိုတိုက်နေတာနဲ့ထားနိုင်တာကွာကဲခုကြည့်လေသူလှုပ်ပုံပြုံပုံဘလောက်ဥရစရာကောင်းလဲလို့ငါလည်းအဲ့ဒီနေ့ကထမင်းမစတော့ဘူးစူပူအော်ဟေးပြစ်လိုက်တာတရက်ကွက်လုံးထွက်ကြည့်ရရတော့တင်အထီးပေါ့ဟဲဟဲ နေလေကြမမင်းစာတော့လမ်းထိပ်ထုတ်ဝဲစားတယ်ဆိုပါတော့အာခွေးကောင်ဟာဟာမင်းတွဲကြည့်လီကွာထမင်းနဲ့စာဝဟင်းလဲချက်ထားပြီဥစားမုံဟင်ကသုံးချက်ဖို့အင်းအဲ့ဒီသုံးချက်ဟာနောက်နေ့ဈေးဝယ်ရင်ငခု55ချက်သာရနိုင်နေကျတုံနီဆို90သားကွာနှိုးမင်းကအဲ့ဒါတွေတွက်ပြပြီဆိုတော့ तू ကဘာပြောလဲ သူဝါရအတိုင်းလေစေဒနာဟာဝေဒနာဖြစ်ရတယ်မင်းတို့အကူလို့ပေါ့တဲ့ငါကွာကင်သာပောက်လိုက်ချင်တာပဲကိုမမောင်အေးရင်းတို့အောင်ရည်နေပြီမာအေးဟေးအဲ့ဒါညင်ခေါ်တယ်ကွာဘယ်တော့မှမပြတ်ဘူးမဲ့ဒါကြောင့်မင်းကိုငါပြောတယ်ကွာပစ်လိုက်ဆိုတော့လေကိုဘတင်လက်ဆန့်တားလိုက်ကဘာလူတာတငုံမော့တဲ့ပြီမာပြီးရှိသေးတယ်တငယ်ချင်းငါအိမ်တယ်လီဖုန်းစင်မှာ စာဆွဲထားတယ်နော် ဘယ်ကဖုန်းလာလာငါနဲ့ပတ်သက်ရင်ဖုန်းဆက်သူအမည်နေရဲ့လိပ်စာ ဖုန်းနံပါတ်ပါတောင်းချက်ချင်းရေးချက်ချင်းမှတ်ငါစပွဲပေါ်ချက်ချင်းတင်ထားဗဇက်ကလည်းချက်ချင်းပြောဘာတင်အဲ့ဒါလူငါရေးထားတာငါလည်းသိပါတယ်ဘာတင်ရတယ်လီဖုန်းစင်မှာဆက်ကူအလုပ်ကလေးတွေနဲ့ခဲတယ်မှာကျိုးနေချီထားတာမြင်သားပဲအေးဒီပြင်အလုပ်သမားတွေဖုန်းကရင်တော်သေးတယ်ခင်ခင်တို့ဒါကင်လို့ကတော့ဟေးငါးချိန်မှာနှစ်ချိန်အနည်းဆုံး ဟုတ်ကဲ့ဟုတ်ကဲ့နဲ့ဖုန်းချလိုက်တယ်။ဘာမှရေးမမထားဘူးပေါ့။အေးလေပါဇက်နဲ့လည်းမပြောဘူး။ဒီကိစ္စမျိုးကနိုင်ပိုင်းအတွင်းပေါ်တာမဟုတ်လား။လိန်လို့မရဘူးဖုန်းပြထားလို့မရဘူး။ဒါလည်းသူအသိ။အဲ့ဒါနဲ့လည်းစိတ်မမရှိဘူး။ဟဲဟဲဟဲ။ကိုမမောင်အေးရည်ပြန်ကြည့်။အေးမင်းကလည်းဒေါပွားပြီးထခုံရောစူရောကျင်းရောဒါပဲမဟုတ်လားမင်းကြည့်လေကွာ အဲ့ဒီလိုစူပြန်တော့လေဝမခန်းနဲ့ပြင်ပျော်ပျော်ကိုဘတင့်ရေအမေတို့ကမျက်ညံကောင်းကောင်းလေးနဲ့မွေးမပေးလိုက်တော့မိခင်ခင်နုခံရမပေါ်ခံရပေးမှာပေါ်တဲ့ဟေးဟေးဘတင်ဒါမိအိမ်မဟုတ်ဘူးနော်ဘန်ကွက်တူရိုက်ဖွဲ့မိရောရမှာဟာကွာဟာဟာမဟုတ်ပါဘူးကွာသူမိရတာတီးလို့ဖုန်းလာတာနဲ့ခဲတံကိုအရင်ကိုင်းလို့ပြောထားတယ်ဒါလည်းမရဘူးစင်ကြီးကံဘိုးကအစင်နဲ့အဲ့ဒီညံတော့ရှိတဲ့လားကွာ အမေမွေးပွေးတဲ့တည်းဒီညံတော့ပါတဲ့လားကွာဘယ်ညံလဲကွာအော်နုနုလေကိုတင့်ပြောတဲ့အတိုင်းခဲရန်ကိုအရင်ကင်ဖို့အမြဲတမ်းထားပါတယ်ဖုန်းကအရင်မီတော့ဖုန်းကိုပဲအရင်ကင်မိရကမိမိသွားတာပါတဲ့ဟာတောက်ကလည်းခောက်လာကြည်လားအေးဒါမျိုးမင်းကိုယ်တိုင်ခံစားဖို့မှသိမယ်ငါလားဟင်းချက်ချင်းกว่าပြစ်တဲ့အကောင်းกว่าအေးခက်တယ်တကယ်ချင်း ငါပြောဦးမယ်တခါကလေအင်းရှိမှနေဘူးလို့လက်နှိပ်ဆက်ယူပြီးထမင်းစားကန်းစပွဲပေါ်တင်ရိုက်ပြီးအီးရဲ့တကြီးထွက်သွားရောအေးအလုတ်ကိစ္စပြီလို့ပြန်လာတော့လာလာခင်ခင်တို့ထမင်းစားနေတယ်မင်းကမဆောင်လို့မကြည့်ဘူးလားဟာဒါမျိုးငါအယူမသိဘူးစာသူကစားတယ်မယ်ငါဆိုလိုတာကဒီလိုဟေးမက်ရွှေခင်တို့ထမင်းစားနေပုံကအင်းစပွဲပေါ်ဟင်းပကံငပိတို့ဇရာပကံဟင်းကျိုပကံတွေကဘေးပတ်လေမှာ ါးစောက်တဲ့နှချထားတယ်။လက်နေဆက်ကအလင်မာကိုမောင်မောင်အေးဘာလူတာတိမတက်တဟက်ထိုးရည်နေစင်ပါပဲ။ပြီးကွာလက်နေဆက်အဖုံကအိမ်ရှိမှာဟင်းဆက်ရည်ဆက်ဖိရင်ပြီးကူမဲဒီလောက်မှမသိဘူးလေလား။တကယ်ဆိုလက်နေဆက်အိမ်ရှိသူပဲပေါ့ပြင်နေထားလိုက်ပေါ့။ဟေးကောင်ဘတ်တက်မင်းကျင့်ငါတိတယ်။မင်းပစ္စည်းတွေဟိုရွှေ့တီပြောင်းလို့ဒါမကြိုက်ဘူးဆို။အေးသူကလည်းဒီတိုင်းစင်ကြီးပေးတာပဲ။ မထီရဲဘူးမကန်ရဲဘူးဒီတော့ငါတခွန်းနဲ့မေးလိုက်တယ်ကဲတကယ်လို့ငါအဝတ်စားတယ်ကြွက်ကြိုက်နေတာမြင်ရင်ကောမထီတော့မကန်တော့ဘူးလားလို့နောက်တော့မင်းလက်နေဆက်မင်းဟာမင်းယူသိမ့်ရရောမဟုတ်လားအေးအစကလေးကမင်းပြက်သိမ့်ထားခဲ့ရင်ပြဿနာပေါ်မှာမဟုတ်ဘူးဟာကွာဒါတော့ तू တီးဖို့ကောင်းပါတယ်ခုမတီးလို့ဖြစ်ဖြစ်နေရတယ်မဟုတ်လားကွာအေးနောက်တစ်ခုရှိသေးတယ် ငါစီလီလုပ်ငန်းအတွက်အရေးတကြီးကိစ္စပေါ်လို့မစုံတော်ကကိုကျော်ဝင်းတို့တိုင်မှာရွှေချင်းစည်းရွယ်ကြီးတောက်ဝဲမယ်လို့ကားပေါ်တဲ့ခင်ခင်တို့ကသူလဲလိုက်ပြရစီနောက်အောင်လဲချင်းလို့ဝင်းဝဲယုံပါ10မိနစ်တည်းပူမကြပါဘူးဆိုတာနဲ့ငါခေါ်တင်သွားတယ်အေးဩတောက်မလားဟိနောက်တစ်ခွက်ပါလို့ဒါတော်ပါပြီကွာအေးငါလဲခင်ခင်တို့ကိုမစုံတော်ဈေးကိုပို့ကားကိုပါရက်ထားခဲ့ပြီးနောက်အောင်ဝဲကားပေါ်ပြန်ထိုင်နေလို့မာပြီး ငါကကိုကျော်ဝင်းတို့စီလမ်းလျှောက်သွားဈေးရွက်ကိစ္စအစီအစဉ်လုပ်ပြီးဈေးတို့တွေအသင့်ပြင်းခေနုစီပြန်သွားတော့သူလေဒီပြင်မိမတယောက်နဲ့ကားရှင်မှာထိုင်စကားပြောနေကြတယ်ငါလည်းကားပေါ်တက်ဆက်နုမယ်လို့တော့ကိုတင့်ကြီးကြောင်မြောင်စီဘက်ကကွိမောင်ပေးပါနော်တဲ့ငါလည်းရုပ်တဲ့ကြောင်သွားတာပေါ့နောက်မှမေးကြည့်တော့သူနဲ့ထိုင်စကားပြောနေတာသူတငယ်ချင်းနဲ့သူနဲ့အုံသီးဆိုင်မှာတွေ့ကြလို့သူ့အုံသီးတွေလည်းကားပေါ်တင်ထားတဲ့ ဲ့ဒီတငယ်ချင်းကကြောက်မြောင်စေးမှာအုံတိဆိုင်ဖွင့်ထားလို့ပို့နိုင်ရင်ပို့ပေးပါဆိုတာနဲ့ဟာခောက်ပြန်ပြီကွာတောက်ကြည့်လေကွာလို့ပုံငါရေးကြီးနေတာတည့်ရတဲ့နဲ့အေးငါလည်းအုံတိနဲ့စေးတို့ရောတင်လို့ဖြစ်မဖြစ်စဉ်းကြည့်တော့အေးအေးငါကားကလည်းတင်မောသားကားလိုပါမျိုးလေကားနောက်ပိုင်းတစ်ခုလုံးအုံတိစိမ့်နဲ့အလုံး60လောက်ဖြန့်တင်ထားတယ်စေးတို့အတွက်နေရာမရှိတလို့ပဲအေးငါကားပေါ်ပြန်တက်တော့ခင်ခင်တို့ကပြောသေးဗျာ ကိုတင့်ရင်ဥန်းတိတွေအရင်ပုတ်ပေးပါနော်စီးလို့တွေနဲ့ရောတင်လို့မဖြစ်ဘူးထင်တယ်ဒီဥန်းတိတွေကရောင်းရမှာဆိုတော့အညာကျွေးလို့မဖြစ်ဘူးတဲ့ငါကွာအသားတွေကိုတုံးနေတာပဲအဲဈေးရောက်တော့လေဥန်းတိတွေကိုအညာကျွေးမှာဆိုးလို့ဆိုပြီးတလုံးချင်းပုတ်ပေးပပိုက်ချနေကြတော့တွတ်ကြည့်ကွာဈေးထဲနဲ့ကားရက်တဲ့နေရာနဲ့ဂိုက်တရလာဝေးတယ်တစ်ခေါက်တလုံးစီတင်နေကြတာတနားရီခွဲလောက်ကြာတယ်လာပြန်ပြီဟာတော့ အေးလေအဲ့ဒါပဲကြည်တော့ငါမှသူ့လုပ်ပုံကိုဒေါတာပြပြီးစိတ်မောတာကတစ်ဖက်ကားကိုရှောက်မောင်းပို့နေရလို့လူမောတာတစ်ဖက်စေတုံနောက်ကြလို့အလုတ်ထိခိုက်တာကြောင့်ခံမြင်းတာကတစ်ဖက်နဲ့ဒီမှာမမောင်ရင်မင်းသာဆိုဒါကြောင့်ငါပြောပြောနေတာပေါ့ကွာလိုက်ကွာလို့အေးပြောတာတော့လွယ်သားပေါ့နို့ဘာခက်နေလို့လဲဒီအချိန်နေရောက်ကြမှာတော့မထူးတော့ပါဘူးမမောင်အေးရာဘာကိုလဲကွာဘာတင်ရ ငါနဲ့ခင်ခင်နုတို့အိမ်အောင်သက်ပဲ45နှစ်ကျော်လို့46နှစ်တည်းရောက်နေပြီဥစ္စာမင်းလဲသိတာနဲ့ကွာအာဟာဟာအရွယ်36အမှတ်428ရှုမောမဂဇင်ဇန်နဝါရီလ1983ခုနှစ်အခုဖပြလိုက်တာကတော့ဆရာကြီးတာရူရဲ့ကွာလိုက်ကွာဆိုတဲ့ဝတ္ထုတော်ပဲဖြစ်ပါတယ်နတ်ဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်နောက်နေ့မှပြန်ဆုံကြမယ်နော်